မင်္ဂလာပါတော်ရထွန်း76တင်နှန်းမှာကြိုဆိုပါရစေဒီတစ်ခါပညာဒါနပြုပေးမယ့်ဗီဒီယိုလေးကဒီအင်ဂျီလေးရဲ့ဒီအင်ဂျီလေးရဲ့ဒီမှာလက်ဖောင်းလေးလက်ဖောင်းလေးကိုသင်ပြပေးမှာဖြစ်ပါတယ်ဒီမှာလက်ဖောင်းလေးပါလက်ဖောင်းလေးကချစ်စရာလေးဒီလိုမျိုးလေးအီအီလေးတွဲကြနေပြီးတော့အပေါ်မှာလက်ဖောင်းနဲ့အောက်မှာလည်းနည်းနည်းဖောင်းတဲ့ပုံစံမျိုးလေးသင်ပြပေးမှာဖြစ်ပါတယ်ဒီအင်ဂျီလက်ဖောင်းလေးကိုသင်ပြပေးပါမယ် ့ဆိုတော့ကိုရဲ့ကိုကိုဆွဲနီးပက်တန်အတိုင်းပေါ့အဲစင်တီမီတာနဲ့ပဲဖြစ်ဖြစ်လက်မနဲ့ပဲဖြစ်ဖြစ်ကိုဆွဲနေကြ basic လက်ကလေးကိုဆွဲထားပါမယ်ဆွဲထားပြီးတော့ဒီရဲ့လက်အရှည်ကလက်အရှည်ကတော့ခုနလက်ပုံစံလေးဆိုရင်အဲ16 18လောက်ပေါ့16စင်တီမီတာ18စင်တီမီတာလောက်ဆွဲလိုက်ပါမယ်လက်အရှည်ဆွဲလိုက်မယ်လက်ရှည်ဆွဲပြီးတော့ဒီရဲ့လက်ပတန်ကတော့အခြေခံလက်ပတန်လေးကိုကိုဆွဲနေကြအခြေခံလက်ပတန်လေးတိုင်းနဲ့ဆွဲထားရပါမယ် ဆွဲထားပြီးလို့ရှိရင်လက်ကလက်ဖမ်းလေးဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်ကို5 cm လောက်တက်ပေးမယ်အပေါ်ကို5 cm တက်ပေးမယ်5 cm လောက်တက်ပြီးတော့မှဖတ်ချင်တာလောက်ကပ်ပြီးတော့ဒီလိုမျိုးပေကွေးလေးနဲ့ပေါ့ပေကွေးလေးနဲ့ဝိုင်းလိုက်မယ် 胖胖的一个，胖胖的อ妈呢，开肯定在老在。ละพังลาพังตาเลยอยู่ไรจ่าบ่เนาะไทยเนิมิตาแล้วแต่ปีเราใช้ม้านไหมใช่ปีตาเนี่ยแล้วกล่องเลยโอ้ လက်ပုံလေးကိုဝစ်လိုက်တဲ့ချိန်မှာအောက်လက်လက်ဝအောက်ကြီးကနေအောက်ကိုဆိုက်ပြီးတော့ထွက်မနေအောင်လို့ထွက်မနေအောင်လို့လက်ပုံလေးလှအောင် လုပ်ပါမယ်အောက်ကိုအောက်ကနည်းနည်းနည်း2စင်တီမီတာလောက်2စင်တီမီတာလောက်ယူလိုက်မယ်2စင်တီမီတာလောက်ယူလိုက်မယ်ယူပြီးတော့နည်းနည်းလေးလက်ပုံလေးကိုဝိုင်းဝိုင်းလေးလှအောင်လို့ပေါ့ နှာအောင်တော့အဲ့လိုမျိုးလေးယူပြီးတော့မှအပေါ်ကိုဒီလိုမျိုးဝိုက်ပေးရပါမယ်အဲ့ဆိုလို့ရှိရင်ဒီဒီရက်လက်ပုံစံလေးရအောက်မှာလဲလက်ပုံတံလေးလှနေပါမယ်လှနေပြီးတော့ဒီဟာကဒီရက်လက်ပုံလေးကအောက်မှာလဲ အောက်မှာလည်းနည်းနည်းအဖောင်းလေးပါတယ်ဒီအောက်မှာလည်းနည်းနည်းဖောင်းဖောင်းဝိုင်းဝိုင်းလေးဖြစ်ပါတယ်ဖောင်းဖောင်းဝိုင်းဝိုင်းလေးဒီမှာအရန်လှပါတယ်အဲ့ဆိုတော့ဒီဖောင်းတာကဒီအပေါ်မှာတက်ပြီးဖောင်းလိုက်တာကအပေါ်မှာနည်းနည်းခြုံပြီးတော့ပဲဖောင်းတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးပို့ပြီးတော့အပေါ်ရောအောက်ရောဖောင်းအောင်ဒီအလယ်ကနေခွဲပြီးတော့မှအစားထိုးထည့်ပြီးတော့မှလှအောင် လုပ်ပါမယ်အဲ့ဆိုဒါလေးကိုညှက်လိုက်မယ်ဒီလက်ကလေးကိုညှက်လိုက်ပါမယ် Thank you. လက်ပုံလေးကိုလက်လေးကိုညှတ်ထုတ်လိုက်ပြီးညှတ်ထုတ်ပြီးတော့ဒီအလဲခံကနေခွဲချလိုက်ပါမယ်အပေါ်ခေါင်းအောက်ခေါင်းလေးဖြစ်အောင်လို့ပါ င်မြင်းလေးကိုအတေယူမယ်အတေယူပြီးတော့တစ်ဖက်စီကို3.5လောက်3.5 cm လောက်3.5လောက်ယူလိုက်မယ်ပေါ့ တော့3 point ခံလောက်ယူပြီးတော့ဒီမြင်းချောင်းလေးကိုဒီလက်မောင်းမြင်းချောင်းလေးကိုအတီယူပြီးတော့ဒီလိုမျိုးလေးပြင်လိုက်မယ်ပြင်ပြီးတော့မှတိတ်လေးနဲ့တက်လိုက်ပါမယ် ဒီဘက်ချမ်းကလည်းဒီဘက်ချမ်းကလည်းဒီလမောင်းရင်းမြင်းလေးနဲ့အတီယူလိုက်မယ်လမောင်းရင်းမြင်းလေးနဲ့ယူပြီးတော့မှတိတ်လေးနဲ့ကပ်ပါမယ် ါဆိုတော့ဒီနေရာလေးကပေါ့ဒီလိုမျိုးဝိုင်းဝိုင်းလေးပဲပေါ့ဒီလိုမျိုးဝိုင်းဝိုင်းလေးပဲဖြစ်မယ်ဒီနေရာလေးအရည်တော်လေးပဲဆက်လိုက်မယ်ပေါ့အဲ့ဆိုလို့ရှိရင် ရမ်းလာတဲ့ခဏလိုမျိုးလေးအပေါ်ခန်းအောက်ခန်းနဲ့လက်လေးရပါမယ် ဆိုတော့ဒီလက်ကလေးရပါပြီဒီလက်ပုံလေးရပါပြီဒီမှာလက်ကလေးကလက်ကလေးကဒီရင်ညီပုံစံလေးဒီရင်ညီလက်ပုံစံလေးအပေါ်ဖောင်းအောက်ဖောင်းလေးဖောင်းဖောင်းလေးထွက်လာပါမယ်ဝစ်လိုက်လို့ရှိရင်လက်ကလေးကဒီလိုမျိုးလေးအိကြနေပြီးတော့လှပါတယ်လက်ကလေးကအိကြနေပြီးတော့ရမ်းလာပါတယ်